ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးမချက်ကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ညမှာဆလို့ရှင်တော့ပရီးမီးယားလိပွဲစဉ်36တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်အသင်းကြီးတွေနဲ့ပတ်သက်တဲ့ပွဲစဉ်တချို့ကိုကျွန်တော်ကြည့်ကြရအောင်ပါဆိုတော့မန်ချက်စတာစီးတီးကတော့ဆောက်တန်တန်ကွင်းကိုဒီညသွားကစားရပါမယ်ဆောက်တန်တန်အတွက်ကတော့ဒန်းစင်သွားရပြီဖြစ်တဲ့အတွက်ဘာမှန်းတိတ်ပြီးတော့သူတို့အတွက်အရေးမပါတော့ဘူးဒါပေမဲ့လို့မန်ချက်စတာစီးတီးအတွက်ကတော့ဘယ်လိုပြောမလဲချန်ပီယံစ်လိဝင်ဝင်ပူပူပူပြီးတော့တည်ကြဖို့အတွက်ဆိုလို့ရှင် အောက်ကအသင်းကြီးကအမှတ် ပို့ပြီးတော့ကက်လာကိုကျိုးပန်းတာကိုသူတို့ဖြေလျှော့ဖို့အတွက်ဒီနေ့ပွဲကမဖြစ်မနေနိုင်ဘူးလို့ရတယ်ပေါ့နော်ဒါအပြင်သူတို့ ਨੇ Champions League မှာဆိုလို့ရှိရင်အမှန်ကန်ဝင်ခွင့်ရဖို့အသေးအတန်ကျိုးပန်းနေကြတဲ့နေရာမှာ Chelsea တို့ဘာလို့ဆိုလို့ရှိရင်ဒီတစ်ပတ်မှာက Newcastle တို့ဘာလို့ ਨੇ ဗျပွဲချက်တွေကျွန်တော်တို့ကန်နေရတာ Aston Villa ဆိုလို့ရှိရင်လည်းဘုံပေါင်းနဲ့ကျွန်တော်တို့ကန်နေရတာနော်အာဆင်နယ်နဲ့လီဗာပူးကတော့ဒါအဲ့ထိတ်တိုက်တွေ့တယ်ဆိုတော့အဲ့နှစ်တင်းကတော့ကျွန်တော်ထားပါတော့သူတို့ကန်တာကပြီးသွားပြီဆိုတော့ဒါကြောင့် Manchester City အတွက် Champions League ဝင်ခွင့်အရေးကြီးနေတဲ့အချိန်မှာကျွန်တော်တို့သူတို့ကတော့လက်ရှိစိတ်ချတဲ့နေရာမှာရှိတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ City ကအဆင့်3မှာကိုဒါပေမဲ့လို့အဆင့်4က Newcastle နဲ့တက်မှတ်ပဲကွာတယ်။အဆင့်5က Chelsea နဲ့တက်မှတ်ပဲကျွန်တော်တို့ကွာတယ်။အဆင့်6က Nottingham Forest နဲ့သူတို့ကြားထဲမှာသုံးမှတ်ပဲကျွန်တော်တို့ကွာတယ်။ဆိုတော့အချိန်မီဝေးဟိုးအောက်ကိုပြန်ကျသွားနိုင်တယ်။အဲကြောင့် Manchester City အတွက်ကပြိုင်ဘက်တွေပေါ့နော်သူတို့နဲ့အမှတ်ကပ်နေတဲ့အသင်းတွေကခက်ခက်ခဲခဲအသင်းတွေနဲ့အချင်းချင်းရှင်ပိုင်ကစားမယ့်ချိန်မှာ မန်ချက်စတာစီးတီးတွေတက်နေတဲ့များဂိုးပြတ်နိုင်ဘွဲကိုဖန်တီးရမှာဆိုတော့ဟိုဆောက်တန်တန်ကတော့ဒါတန်းစင်းသွားပြီဆိုတော့အခါကျတော့ဒါ35ဘွဲမှာနှစ်ဘွဲပဲနိုင်5ဘွဲတည်28ဘွဲရှုံပြီးတော့စက်တက်မှတ်ပဲသူတို့ရတာတဲ့အဆင့်20မှာပေါ့လေအဆင့်20မှာပေါ့နော်ဆိုတော့ဒီလိုအသင်းမျိုးကိုကျွန်တော်တို့ဂွာဒီယိုလာရဲ့အသင်းကတော့ဂိုးပြတ်မနိုင်စရာအကြောင်းတော့မရှိတော့ဘူးပထမအကြုံမှာဒီကောင်တွေတော်တော်ယုံကန်ခဲ့ရတယ်ထင်ပါတယ်သူတို့ပထမအကြုံတွေ့တုန်းက ဟို82ကိုဒီသူတို့ပြီးထားရတယ်ဗျအစောက်တနဟာဒီယာဒီမှာ82ကိုပြီးထားရတယ်25ကိုပဲပြန်ရတယ်တပွဲမှာတကိုးတော်မသွင်းနိုင်ဘူးဗျเนาะဒါအပြင်တပွဲကိုပြီးကိုနှုံးကလည်းမင်းနဲတာမဟုတ်ဘူးဆိုတော့နောက်ဆုံး5ပွဲကိုကျွန်တော်ကြည့်တော့လေစောက်တန်တက်မှာတပွဲမှမနိုင်သေးဘူး၄ပွဲရှုံပြီးတော့တပွဲတည်ကြထားတယ်ဘလို့မှအချိန်ကြီးကောင်းမနေဘူးပေါ့เนาะဒါကြောင့်လည်းပဲသူတို့ဒီနေတာအဆင့်20မှာရှိနေတာကိုဆိုတော့ဂွာဒီယိုလာရဲ့အသင်းနေနဲ့အာကျွန်တော်အမှားရွေးမရှိဒီနေ့ပွဲစဉ်က6ပြက်နိုင်မှကျွန်တော်ရမယ် မန်ချက်စတာစီးတီးဟာနောက်ဆုံး၅ပွဲမှာသူတို့ရှုံးပွဲရှိမှထားသေးပါဘူးပရီးမီယာလိမှာတပွဲတည်း၄ပွဲထိနိုင်ထားတယ်။နောက်ဒါအပြင်တိုက်စစ်က68ခုရပြီးတော့53ခုကျွန်တော်တို့ပဲပြန်ပြီးထားရတယ်။မန်ချက်စတာစီးတီးရဲ့အကောင်းဆုံးရာသီဟုတ်မနေဘူးဆိုတော့ကျွန်တော်တို့ကောင်းကောင်းမြင်နိုင်တယ်။ဒါပေမဲ့လို့ဂွာဒီယိုလာရဲ့အတင်ကဒီနျူကာဆယ်တို့ချယ်ဆီတို့ထိတ်တိုက်တွေ့နေကြတဲ့အချိန်မှာသူတို့အနေနဲ့အမှတ်အသားစီးရယူနိုင်ဖို့အတွက်အခွင့်အရေးကောင်းပါဒီပွဲမှာမန်ချက်စတာစီးတီးဘက်ကဂူပြက်နိုင်ပွဲကိုကျွန်တော်တို့တွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ စီတီတွက်ကတော့ဒီနေ့ပွဲကဘယ်လိုပြောမလဲတိတ်ပြီးတော့သူတို့အတွက်ဘာမှမဟုတ်တဲ့ပြိုင်ဘက်နဲ့တွေ့ရမယ်လို့ပဲကျွန်တော်ပြောရမှာပဲဒါတော့လည်းပဲနိုင်ပွဲဘလောက်ထိယူနိုင်မလဲကျွန်တော်ကြည့်ရမယ်ဘယ်နှခုပြတ်မလဲကျွန်တော်ကြည့်ရမယ်ပေါ့လေနောက်တစ်ပွဲကကျွန်တော်တွင်နဲ့ဒါဘုံမောင်းနဲ့အက်စတူမီလာတို့ကစားကြမယ်ပွဲပေါ့လေဘုံမောင်းကတော့အိမ်ဝဲမှာလက်ခံကစားရမယ်ဒီပွဲကလည်းကျွန်တော်ကြည့်ကောင်းအောင်ပါပါအထူးသဖြင့်ဘုံမောင်းကိုအက်စတူမီလာကတော်တော်ကိုအန်ဒီရဲ့ပြီးနိုင်စွမ်းရှိတဲ့အသင်းနေမှုလို့ပဲပြီးခဲ့တဲ့ပွဲစဉ်35ကိုကျွန်တော်ကြည့်ရင် ဘုံမောက်ကကျွန်တော်အာဆင်နယ်ကိုအဝေးခွင့်မှာ1-2နဲ့နိုင်ထားတဲ့အတင်းမှာเนาะ1-2နဲ့ကျွန်တော်တို့နိုင်ထားတယ်အက်စတွန်ဗီလာကတော့ကျွန်တော်တို့ဖူလန်ကိုအိမ်ခွင့်မှာ1-0နဲ့နိုင်ထားတယ်နှစ်သင်းစလုံးဟာဒီယာဒီမှာယာဒီကောင်းနေယာဒီယာဒီဆဆချင်းမှာဗောနော်ယာဒီဆဆချင်းနဲ့ယာဒီအချိန်များများမှာတော်တော်ကောင်းတဲ့ performance တွေပြခဲ့တာသို့တော်လည်းပဲမထင်မှတ်တဲ့ပွဲစဉ်တွေရှုံရင်ရှုံရင်နဲ့အဆင့်ခွန်နဲ့အဆင့်ရှိကိုကျွန်တော်ရောက်လာကြတယ်အက်စတွန်ဗီလာဆိုလက်ရှိအဆင့်ခွန်မှာဗောနော် 35ပွဲကစားပြီးတဲ့အချိန်မှာသူတို့16ပွဲထိနိုင်ထားတယ်။ဆိုတော့ Aston Villa အတွက်ကလည်း Champions League ဝင်ခွင့်အတွက်အမှန်ကန်ကျွန်တော်တို့သာအာယုံဆိုင်ပြီးတော့နိုင်ပွဲရအောင်ကစားမယ်ပွဲပေါ့လေ။ Aston Villa ကလက်ရှိအမှတ်60ရထားတယ်။ Manchester City က64မှာအဲ့ဒါအဆင့်3ကအသင်းမှာဆိုတော့ CD နဲ့ Aston Villa ရဲ့ဂျာတွေမှာ၄မှတ်กว่าတယ်။ဒါပေမဲ့လို့ Aston Villa အတွက်ကျွန်တော်တို့၃ပွဲကစားဖို့ကြံသေးတယ်။35 36 3ဟို36 3 38เนาะကျွန်တော် Premier League ၃ပွဲကြံသေးတယ်ဆိုတော့အဲ့ဒီ၃ပွဲမှာ Aston Villa နိုင်ပွဲတွေကြီးပဲယူနိုင်နေဆိုလို့ရှိရင်တော့ Aston Villa တို့က chance ကျွန်တော်ရှိရဗျာဒါအပြင် Chelsea နဲ့ Newcastle တို့ကဒီတစ်ပတ်တွေ့ကြမှာ Chelsea နဲ့ Newcastle ဒီ363မှတ်စီကျွန်တော်ရထားတယ် Aston Villa ထက်3မှတ်ပဲကျွန်တော်တို့ကွာတယ်ဆိုတော့ Aston Villa အတွက်ဒီလိုမျိုးပွဲကဘုံပေါက်ကိုခက်ခက်ခက်ခဲနိုင်ရင်ね Champions League ဝင်ခွင့်ကိုဖိအားပေးရမှာဒါကြောင့်ပေါ့နော် Arsenal ကိုနိုင်ထားတာမှန်ပြီမဲ့လို့ Aston Villa တို့ကဒီပွဲနိုင်ဖို့ကအချိန်ကြီးများတယ်လို့ကျွန်တော်ထင်တယ်သူတို့လည်းနိုင်အောင်အမှန်ကန်ဆော့လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော် နာသူတို့အဝေးဝင်းတော့အဝေးဝင်းပေါ့လေဘုံမောက်လိုအသင်းမျိုးကိုအဝေးဝင်းမှာသွားကစားပြီးတော့အနိုင်ယူဖို့ကြိုးပမ်းမယ်ဆိုတဲ့မျိုးကတော့တော်တော်လေးတော့ကျွန်တော်တို့ကအချိန်ကြီးကတော့နည်းပါတယ်ဒါပေမဲ့လို့သူတို့ရအောင်ကြိုးပမ်းမှာနော်ဘုံမောက်နေနဲ့လက်ရှိမှာအဆင့်ရှိမှာပါ35ဘွယ်ကစားပြီးတဲ့ချိန်မှာသူတို့14ဘွယ်နိုင်ထားတယ်နောက်ဆုံး9ဘွယ်ကစားပြီးတဲ့နေရာမှာလုံးဝရှုံးဘွယ်ရှိမထားသေးဘူးဒါပေမဲ့တရီ3ဘွယ်ထိကျထားတယ်ဘုံမောက်က2ဘွယ်နိုင်ထားတယ်အဲ့ဒီတည်းမှာအာဆင်နယ်လိုအသင်းမျိုးကိုလည်းအဝေးကွင်းမှာနိုင်ထားတာဆိုတော့အိမ်ကွင်းမှာအက်စတိုမီလာကိုလက်ခံကစားမယ့်အချိန်ကြီးမျိုးမှာ ဘုံမောက်ကဒုက္ခမပိနိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူး။ဒါပေမဲ့ဘုံမောက်ကလက်ရှိမှာ53မှတ်ပါ။ Aston Villa နဲ့တော်မှသူတို့ဂျားထဲမှာ9ဖက်တိကွာနေတယ်ဆိုတော့ဒါဘာမှတိတ်မြှော်လင်းချက်မရှိတော့ဘူးဗောနော။ဘုံမောက်တို့ကဘာမှတိတ်မြှော်လင်းချက်မရှိတော့ဘူး။ Nottingham Forest နဲ့အဆင့်6ကယူရိုပါလိဝင်ကူးကအသင်းနဲ့ကျွန်တော်ကြည့်တော့လေသူတို့နဲ့ဂျားထဲမှာအမှတ်ကွာမှုက10မှတ်လောက်ကြီးကျွန်တော်ရှိတယ်။ဘုံမောက်တို့ကတော့တော်တော်ကိုမလွယ်တော့ဘူး။ဘာမှလည်းတိတ်မြှော်လင်းချက်ကမရှိဘူး။ ါမဲ့အက်စတိုမီလာကပို့ပြီးတော့ရွေချက်ကြီးကြီးနဲ့ကျွန်တော်ကမ်းမယ်ပွဲပါအဲကြောင့်ကျွန်တော် AB လာကိုဒီနေ့ပွဲစဉ်မှာအချင်းကြီးကောင်းမှုပုံမျောလင်းနေဆိုတော့ညီကလေးနေနေရောဒီနေ့ပွဲစဉ်ဒီမှာဘယ်အသင်းတွေကျွန်တော်သာနိုင်ပွဲယူသွားနိုင်နေမယ်လို့ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများရပါတယ်